တရုတ်စီးပွားကူတန်းဝင်ကြီးနှင့်အပက်စီအိုတို့တရုတ်အမေရိကန်စီးပွားဆက်ဆံရေးအတွေ့အဆုံဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်စီးပွားကူတန်းဝန်ကြီးဝမ်ဝင်ထောင်ကတရုတ်ပြည်သို့လာရောက်လဲပတ်တဲ့အပယ် CEO တင်ကိုနယ်ဘေကျင်းမှာတနင်္လာနေ့ကတွေ့ဆုံခဲ့ကြောင်းစီးပွားကူတန်းဌာနကထုတ်ပြန်လိုက်ပါတယ်။ တွေးဆမှုအတွင်းတရုတ်ပြည်ရှိအပယ်စီးပွားရေးဖွံ့ဖြိုးမှုများတရုတ်အမေရိကန်စီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုတို့အပါဝင် အကြောင်းအရာများအပေါ်အမြင်များကိုဖလှယ်ခဲ့ကြပါသည်တရုတ်စီးပွားရေးဟာကြက်ခိုင်တမ်းမှာကြောင်းပြတာထားပြီးဖြစ်ကစန့်တေတီထွန်းဖို့အဖြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ရေခမ်းမြေခမ်းဖြစ်နေပြီလို့ဝန်ဝင်ထောင်းကပြောပါသေး တရုတ်ကနိုင်ငံပြင်ပအထိတိုးချဲ့သွားဖို့ကတိပြုထားတာကိုမယိမ့်မယိုင်လှုံ့ဆော်နေပြီးနိုင်ငံခြားထောက်ပံ့လုပ်ငန်းများနဲ့ထုတ်ကုန်များကိုထောက်ခံသွားမှာဖြစ်တဲ့လို့ဆိုပါထေအပယ်အနေနဲ့တရုတ်ပြည်ရှိရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့ရန်နဲ့တရုတ်ဈေးကွက်မှာနှဆိုင်စွာပူးပေါင်းပါဝင်ရန်လဲဝန်ဝင်ထောင်းကမျှော်လင့်နေပါထေ တရုတ်နဲ့အမေရိကန်ထိုးခကမ္ဘာစီးပွားရေးအတောင်တင်းဆုံးနိုင်ငံတွေဖြစ်တာကြောင့်နိုင်ငံစီးပွားရေးနဲ့ကုန်သွယ်ရေးပူးပေါင်းမှုကစီးပွားရေးစီးမြင်များနဲ့အညီတိုးတက်အားကောင်းလာတယ်လို့ပြောပါသေးတယ်။ အမေရိကန်တနိုင်ငံအထက်ကအခွန်စည်းကြံမြင့်တင်ပြီးကန့်တက်လာတဲ့အတိုင်းသားတွေဟာကမ္ဘာစီးပွားရေးမှာမတိမကျင်းဖြစ်လာစေတယ်လို့မှတ်ချက်ပြုလိုက်ကဘိုးမိုးတင်းငိမ့်တဲ့မူဝါဒပေါ်ပေါက်ဖို့ရာတရုတ်က အမေရိကန်နဲ့လှုံ့ဆော်ရန်အသင့်ရှိနေတယ်လို့ပြောပါတယ်တင်ကိုကအပဲဟာထောက်ပံ့ရေးခွင့်ဆက်သူရိတနာနဲ့ဖွံ့ဖြိုးတိုးတက်မှုတရုတ်နယ်ဆက်ဆံရေးစားတဲ့ခန္ဓာတွေမှာတိုးမြင့်မြုံနှံသွားပါမယ်လို့ပြောပါတယ်။ အပဲကတရုတ်အမေရိကန်စီးပွားရေးနဲ့ကုန်သွန်းမှုဆက်ဆံရေးတည်မြဲတိုးတက်ဖို့အတွက်တကြွစွာပဝင်သွားဖို့အသင့်ရှိနေကြောင်းအလေးထားပြောသွားပါသေးလို့သိရပါသေးရှင်။